ရီယဲကိုရောက်မှမက်ဆီကနေရော်နယ်ဒိုကိုပြောင်းလဲအားပေးခဲ့တဲ့အာနိုဘော်လုံးကမှမကြသေးခင်ကဟိုလီတကြောကြောဖြစ်သွားခဲ့တဲ့သတင်းတစ်ခုကတော့လီဗာပူးတင်းရဲ့ဂနဝင်ခန်းစစ်ကစားသမားထွက်လက်ဇနာအာနိုရီယဲမက်ဒစ်ကိုပြောင်းရှေ့သွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ဒီပြောင်းရွှေ့တဲ့ပိုးပြီးဆက်ဝင်စားစရာကောင်းတာကတော့အာနိုရဲ့အိုက်ဒေါနဲ့ပတ်သက်တဲ့ထုတ်ပေါ်ပြောဆိုမှုတွေပြင်သူ့ရဲ့ပြောင်းရွှေ့လမ်းကြောင်းမှာမူတည်ပြီးဖလောင်ပြောင်းမှုတွေရှိလာတဲ့ဖြစ်ရပဲဖြစ်ပါတယ်လီဗာပူးတင်းမှာရှိနေစဉ်တုန်းကသူ့ရဲ့အိုက်ဒေါကလီယိုနယ်မက်ဆီဖြစ်တယ်ဆိုတော့ဘော်လုံးပရိသတ်တိုင်းသိပါပဲ အဲ့ဒီချိန်တုန်းကအာနိုကမက္ဆီကိုအကျွင်းမဲ့ချီချူထောမနာပြုခဲ့သူပါဒီဘက်ဘက်မှာရှိတဲ့တုန်းကအာနိုတက်ဂုတ်ကြီးမက္ဆီကသာလျင်ဘောလုံးလောက်ရဲ့စစ်မှန်အိုက်ဒေါ်ဖြစ်ခဲ့ပါတယ်သူကရိုနယ်ဒိုတွေပါပြီးလာပြောရင်တောင်လက်ခံမဲ့သူမဟုတ်ပါဘူးသူရဲ့အမြင်ကတော့ရုပ်ရှင်ပါတယ်မက္ဆီအစ်စ်ဂျီနီယက်ဆိုတဲ့စကားကိုသူကသူ့ရဲ့ HR အကောင့်မှာအမြင်နဲ့တင်ခဲ့ဘူးပါတယ်ဒါကမက္ဆီပေါ်ထားရှိတဲ့သူ့ရဲ့လေးစားကြည့်ညိုမှုယုံကြည်သက်ဝင်မှုကိုပြသနေတာပဲဖြစ်ပါတယ်မက္ဆီရဲ့ထူးခြားတဲ့ဘောလုံးစွမ်းရည်တွေဂိုးသွင်းနိုင်မှုတွေဖန်တီးနိုင်မှုတွေနဲ့ကွင်းထဲမှာပြသခဲ့တဲ့ဉာဏ်ကြီးရှင်ဆက်ဆံကစားဟန်တွေကိုအာနိုတယောက်အမြင်နဲ့အတိမတ်ပြုခဲ့ပါတယ်ဒါပေမဲ့အခုရီယယ်မက်ဒစ်ကစားသမားဖြစ်လာတဲ့အခါမှာတော့ အာနုရဲ့ idol နဲ့ပတ်သက်တဲ့မြင်နေရတိတိတတပြောင်းလဲသွားခဲ့ပါတယ်။ Reverted Thing ကိုရောက်ရှိပြီးတဲ့နောက်ပိုင်းမှာအာနုကရိုနယ်ဒိုကအခုလက်ရှိချိန်ထိကမ္ဘာပေါ်မှာရှိတဲ့ best player ပဲကျွန်တော်စိတ်ထဲမှာဒီလိုပဲထင်ပါတယ်ဆိုပြီးထုတ်ပေါ်ပြောကြခဲ့ပါတယ်။ဒီလိုပြောကြလိုက်တာအရင်ကမက္ဆီကိုသားအများတန်းချီးကျူးခဲ့တဲ့သူရဲ့ယက်တီချန်နဲ့လုံးဝစန့်ကျင်မှဖြစ်နေတာကြောင့်ပရိသတ်တွေကြားမှလည်း unhoss ရဖြစ်ခဲ့ပါတယ်။ပိုပြီးထူးခြားတာကတော့အာနုကသူ့ရဲ့ idol ပါဆိုတဲ့မက္ဆီကိုတောင် Instagram မှာ unfollow လုပ်ပစ်လိုက်တာပဲဖြစ်ပါတယ်။ ။ဒါပြင်ရီယမရစ်တင်းကိုပြောင်းရွှေ့ဖို့မဆုံးဖြတ်သေးခင်ကတည်းကစပိန်ဘာသာစကားကိုကြိုပြီးတင်ယူလေ့လာထားခဲ့တယ်လို့လည်းသိရပါတယ်။ဒီချက်တွေကအာနိုဒီယရီယမရစ်ကိုပြောင်းရွှေ့ဖို့ဘလောက်ထိဆုံးဖြတ်ချက်ချထားခဲ့လဲ။ဘလောက်ထိပြင်ဆင်ခဲ့လဲဆိုတာကိုပြသနေပါတယ်။ဒါဟာအိုင်ရောပြောင်းဖို့အတွက်ပါအာနိုကကြိုတင်ပြင်ဆင်ခဲ့တဲ့အထိရီယမရစ်ရဲ့မျက်နှာလိုမျက်နှာအတင်းနဲ့ပိုပြီးပေါင်းစည်းနိုင်ဖို့အတွက်ရှယ်လုပ်ပြနေခဲ့တာလို့ပြောရမှာပဲဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုကအာနိုအနေနဲ့ရီယမရစ်ရဲ့ယဉ်ကျေးမှုအကစားစိတ်တဲ့နဲ့အောင်မြင်လိုစိတ်ကိုအပြည့်အဝလက်ခံလိုက်ပြီဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်။ရီယမရီပရိသတ်တွေကတော့သူ့ရဲ့ဒီလိုလာရောက်ညှိထွေမှုနဲ့ရော်နယ်ဒိုအပေါ်ထားရှိတဲ့အမြင်တစ်ကြောင်ပို့ပြီးသဘောကျနှစ်သက်လာဝယ်ရှိပါတယ် ီပြောင်းရွှေ့နဲ့ဆက်ဆက်ပြီးဖြစ်ပေါ်လာတဲ့နောက်ထပ်ဆေးဝင်စားစရာအချက်ကတော့အာနိုကမက်ဒရစ်ကိုသွားဖို့အတွက်မန်ချက်စတာလီစိတ်ကနေထွက်ခွာသွားခဲ့တဲ့ပေါ်လီဘာပူးရဲ့ဂျွန်ဆန်နွန်လီစိတ်ရဲ့လူမှုကွန်ရက် H ကောင်းရနေလောင်ပြောင်ခဲ့တာပဲဖြစ်ပါတယ်အနောမက်ဒရစ်ကိုစတင်ချီးသွားရကနေစာချုပ်ချုပ်ဆိုမိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့တဲ့အထိဗီဒီယိုမတန်းကိုသူ့ရဲ့အိတ်စာမျက်နှာမှာတင်ခဲ့ရမှာလေယံမော်တက်နေတဲ့ပုံနဲ့တူ သွားလာတော့မန်ချက်စတာလေစိတ်ကနေသွားတယ်ဆိုပြီးလီဗာပူးလေစိတ်ကနေထိုးနှက်ခဲ့တာပဲဖြစ်ပါတယ်။အဆိုသတင်းတွေကတော့အာနိုနီနဲ့လီဗာပူးပရိသတ်တွေရဲ့လောင်ပြောင်မှုကိုဆောင်ရှားနိုင်မှုအတွက်ဒါမှမဟုတ်လီဗာပူးလေစိတ်ကနေထွက်ခွာရင်ပရိသတ်တွေရဲ့ဝိုင်းဝန်းအာရုံစိုက်ခြင်းကိုမကန်ရအောင်မန်ချက်စတာလေစိတ်ကနေလိုအပ်စွာထွက်ခွာခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။ဘလိုပဲဖြစ်ဖြစ်ဒီ PA ဘောလုံးသမားတို့အတင်းပြောင်းရွှေ့တဲ့အခါပရိသတ်တွေရဲ့ခံစားမှုဒေတာရင်းပြိုင်ဆိုင်မှုတွေကဘလောက်ထိပြင်းထန်တယ်လဲဆိုတာကိုပြသနေတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။ဒီမှာဒီလိုတက်တဲ့အမှားတွေ